ဖွားမြကြီးဟာတော့ဘိန်းမရှိရင်မနေနိုင်တဲ့အဖွားအုပ်တယောက်ပါ။သူမကနှစ်စဉ်နှစ်တိုင်းဘိန်းဆိုင်ပြို့ဖို့မြေခေါင်းတွေကိုလိုက်ရှာနေတတ်ပါတယ်။အဲ့ဒီနှစ်မှာတော့သူဟာရွာနဲ့ဝေးကွာတဲ့နေရာတစ်ခုမှာမြေကွက်တစ်ခွက်ကိုတွေ့ခဲ့ရတယ်ဗျ။အဲ့ဒီမြေကွက်စီကိုရောက်ဖို့တနေကုန်နှီးပါလမ်းလျှောက်သွားရပါတယ်။အဖွားမြကြီးဒီနေရာအထိကိုလာဆိုက်ရတဲ့အကြောင်းအရင်းကတော့ဘိန်းမင်းကြီးကကောင်းမွန်တဲ့မြင်းနဲ့အေးမြတဲ့ရာသီဥတုမှာစိုက်ပြို့ဖို့လိုအပ်လို့ပါပဲ။ ဘိန်းဘင်တွေကိုတနေရာထဲမှာထက်ခါထက်ခါဆိုက်ရင်ကောင်းတဲ့ဘိန်းတွေမရနိုင်တဲ့အတွက်ကြောင့်ဒီလောက်ဝေးတဲ့နေရာအထိလာဆိုက်ရတာဖြစ်ပါတယ်။အဖွားမြကြီးရဲ့ဘိန်းဆိုင်ခင်းဘေးမှာဘိန်းဆိုင်နေတဲ့အသက်အလက်ပိုင်းလင်မယားနှစ်ယောက်ရှိတယ်ဗျ။ခင်မုန်းဖြစ်သူနာမည်ကကိုစိုးမြင့်ဖြစ်ပြီးဇနီးဖြစ်သူကမတ်သူစားလို့ခေါ်ပါတယ်။သူတို့နှစ်ယောက်ကလိုအပ်တဲ့သူတွေကိုရောင်းဖို့အတွက်ဘိန်းလာဆိုက်ကြတာပါ။ပြီးတော့သူတို့မှာသားလေးတစ်ယောက်လည်းရှိပါတယ်။ ဘိန်းရိတ်သိမ်းကာလရောက်လာတဲ့အချိန်မှာအဖွားမြကြီးသူမရဲ့ဘိန်းတွေကိုရိတ်သိမ်းဖို့တွားခဲ့လိုက်တယ်ဗျ။အဲဒါကြောင့်ဘိန်းကင်းမှာရှိတဲ့တဲမှာရက်အတော်ကြာတဲခုခဲ့ရပါတယ်။အဖွားအိုကဘိန်းကင်းကိုရောက်လာတဲ့အချိန်မှာအလုလုနေတဲ့လေမယားနှစ်ယောက်နဲ့တွေ့ခဲ့တယ်ဗျ။နင်တို့တွေဘိန်းလာရိတ်ကြပြီလား။ဟုတ်တယ်ဗျာ။ကျမတို့ခုမှပဲရောက်လာတာ။အတော်ပဲ။ ကျမတို့အဖော်ပြုတ်လို့ရပြီအဖွာလည်းအထီးကျန်မနေတော့ဘူးကျမတို့လည်းဘာမှကြောက်စရာမလိုတော့ဘူးပေါ့အချင်းချင်းနှုတ်ဆက်ပြီးတဲ့နောက်အဖွာအိုဟာဘိန်းနေရိတ်သိမ်းဖို့သူမရဲ့ဘိန်းကင်းစီကိုတွားခဲ့ပါတယ်အဖွာအိုအဲ့ဒီဘိန်းကင်းမှာတပတ်နီးပါးနေထိုင်ခဲ့ရပြီးနေတိုင်းသူမလိုပဲဘိန်းရိတ်သိမ်းနေတဲ့လင်မယားနှစ်ယောက်ကိုမြင်တွေ့နေရလို့သူမအထီးကျန်တယ်လို့သိမခံစားခဲ့ရပါတညနေကင်းမှာအဖွားအိုတနေကုန်အလုပ်လုပ်ပြီးတဲ့နောက် သူမရဲ့တဲထဲမှာဘိန်းရှူရင်းအနားယူနေချိန်အဆက်မပြတ်ခလေးငယ်ငုံနေတဲ့အတန်းကိုကြားလိုက်ရပါတယ်ခလေးရပါလို့အဆက်မပြတ်ငုံနေရလဲဒါမှမဟုတ်ဟိုလီမယားနေရောင်ရံဖြစ်နေကြရလားသူမရင်ထဲမှာတန်တရာဖြစ်နေပေမဲ့အဲ့ဒါကိုတိတ်တော့စိတ်ထဲမထည့်ခဲ့ပါဘူးအချိန်အတော်ကြာသူမဘိန်းရှူရင်းလဲလျောင်းနေပေမဲ့ လေးရဲ့ငိုတန်းကမတိတ်သွားပဲပူပူကျဲလာခဲ့ပါတယ်။ခလေးရပါလို့အဲ့လောက်ကြာကြာငူးနေရလဲအကြီးရဲ့ကျဲရံပြင့်နေကြတာထင်တယ်။စိုးရိမ်မှုကြောင့်ဖြစ်စေစိတ်အနှောက်ယှက်ဖြစ်မှုကြောင့်ဖြစ်စေအဖွားအိုထပြီးခေါင်ထားတဲ့ဓာတ်ချောင်းကိုကောက်ယူကာဟိုဘက်တဲကိုတွားကြည့်ဖို့တဲတဲရနေထွက်လာခဲ့။အမောင်ထဲမှာခလေးငိုတန်းစီကို UTP လင်မယားနှစ်ယောက်ရဲ့တဲစီကိုရောက်သွားခဲ့တယ်ဗျ။ အဖွားအိုတကားစီကိုရှောက်သွားမယ်အချိန်မှာသူတို့ဘာလို့နေကြလဲဆိုတာကိုသိဖို့ခဏလောက်ခြောက်ကြည့်တယ်လို့တွေးမိခဲ့ပါတယ်။အဲဒါကြောင့်သူမအိမ်ဘေးကို ဖြေးဖြေးချင်းလှည့်သွားပြီးဝါနေရန်ကြားကနေခြောက်ကြည့်လိုက်တယ်။မိလိုက်ရတဲ့မြင်ကွင်းကသူမကို လန့်ဖြန့်သွားစေပါတယ်။တဲထဲမှာအစင်းချောင်းနေတဲ့စစ်တပ်ပုံစံရှိတဲ့ကြားကြီးတစ်ကောင်ကကိုစိုးမင်းရဲ့ဇနီးသူစကိုအာရပါရစားတောင်းနေတာတွေးလိုက်ရလို့ပါပဲ။သူတွေကလည်းကြမ်းမြင့်တစ်ခုလုံးမှပြန့်နှံ့နေခဲ့တယ်ဗျာ။ ခလေးငယ်လေးကသူ့စားပြီးမှဩငုံနေပြီမယ်တဲထဲမှာသူမရဲ့ခင်မုံကိုဆိုးမြင့်ကိုတော့မတွေ့ခဲ့ကြပါဘူးကြာဘိုက်စားနေတယ်လို့သူ့စားရဲ့အလောင်းကိုဆွဲဖြက်စားတော့နေခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ခလေးကိုကြာဘာမှမလုပ်ခဲ့ပါဘူးအဲ့ဒီကြာခလေးရဲ့မျက်နှာကိုရက်လိုက်စားနောက်လိုက်နေလုံနေခဲ့တယ်ဗျတခါတလေကြာကြီးကပါဇက်ကိုချက်ချက်ဟပြီးခလေးရဲ့ဥကောင်းတစ်ခုလုံးကိုပါဇက်ထဲငုံလိုက်ပြီမယ်လေအဲ့ကြာခလေးကိုလုံးဝမကက်ခဲ့ပါဘူးအဲ့တော့မြင်ပြီးတဲ့နောက်အဖွားအိုဟာအော်ဟစ်ချင်းတော့အောင်အရန်ထိတ်လန့်သွားခဲ့ပါတယ် အဖွားဦးကဒုံမရဲ့စိတ်ကိုစူးစီးလိုက်ပြီးတဲ့နောက်အဲ့ဒီနားမှာဝလုံးတစ်ချောင်းကိုတွေးလိုက်ရတယ်ဗျ။ဒါကြောင့်ဒုံမအဲ့ဒီဝလုံးကိုကောက်ယူပြီးဒုံမယူလာခဲ့တဲ့ဓာတ်နဲ့အတန်မြည်လောင်အောင်အကျဉ်းချင်းရိုက်ခဲ့လိုက်။အဲ့ဒီအချိန်ကြားကကျေလောင်တဲ့အတန်ကိုကြားတဲ့အခါတနတ်တန်လို့ထင်ပြီးဒဲရဲရနေတော့အုပ်စီပြေးထွက်သွားခဲ့ပါတယ်။ကြားထွက်သွားတော့အဖွားဦးမြင်တဲ့အခါတဲတဲ့ကိုအမြန်ပြေးဝင်သွားပြီးခလေးငယ်ကိုဦးစွာပြေးကြည့်ခဲ့တယ်ဗျ။အဖွားဦးကခလေးငယ်ထိခိုက်မှုမရှိတော့မြင်တဲ့နောက် သူ့ဇာရဲ့အလောင်းဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။အလောင်းရဲ့အခြေအနေကအလွန်ဆိုးရွားနေခဲ့တယ်ဗျ။အဖွားအိုသူ့ဇာရဲ့ခလေးကိုအ мян ချပြီးထွက်ပြေးဖို့လုပ်တဲ့အချိန်မှာရုတ်တရက်အပြင်ဘက်ကနေကြားဟင်းတံကိုထပ်မံကြားလိုက်ရပါတယ်။အခြေအနေမကောင်းတော့သူ့မမြင်တော့တကားပိတ်ဖို့ချက်ချင်းပြေးသွားတယ်ဗျ။တကူရှာပြီးတကားကိုလုံကြုံအောင်ပိတ်ထလိုက်ပါတယ်။အဲဒီနောက်သူမကြောက်ရွံ့မှုကိုမောင်းထုတ်ဖို့မိဖို့တဲကိုအလင်းအမြန်မီးမွေ့လိုက်ပြီဗျ။ အဖွားအိုသူစားရဲ့ကလေးငယ်ကိုတေးချစွာပွေဖက်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြားရဲ့ဟိဟောက်တန်းကတဲနဲ့ပူပူနီးကပ်လာခဲ့တယ်ဗျ။ ွာမြ мян မြ мян သွားတော့အဲ့ဒါလာနေပြီရုတ်တရက်အမောင်းထဲကနေအတန်တခု ထွက်ပေါ်လာခဲ့ပါတယ်ဒီတဲထဲမှာငါနဲ့ကလေးပြင်တခြားဘယ်သူရှိသေးတာလဲမြ мян မြ мян ထွက်ပြီးတော့ကြားကနီးလာပြီအဲ့နောက်အဖွားမြကြီးဖြေးပြင်းလှက်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီအတန်ကသွေးအိုင်ထဲမှာလဲလျောင်းနေတဲ့သူ့စားရဲ့အလောင်းကနေထွက်လာတာကိုသိလိုက်ရပါတယ်မြ мян မြ мян ထွက်ပြီးတော့ကြားကနီးလာပြီ သူစားရဲ့ပါဇက်ကလှုပ်ရှားနေပြီအဲ့ဒီအတန်ကသူစားအလောင်းကနေတကယ်ထွက်လာတယ်ဆိုတာအဖွားအိုအသေးချာသိသွားခဲ့ပါတယ်အဖွားမြကြီးကအရန်ချောက်လန့်နေခဲ့တယ်ဗျအဖွားအိုအပြင်ထွက်ပြေးဖို့ကတကားရှိမှကြားရှိနေခဲ့ပါတယ်တဲထဲမှာနေနေရတာကလည်းချောက်စရာကောင်းနေခဲ့တယ်ဗျတမင်းနေတကယ်သေးပြီလားမသေးသေးရလားနေနေအခုလို့မလုံးနဲ့ငါကြောက်တယ်ဘာအတန်းမှတုံ့ပြန်မှုမရှိတော့ပါဘူး အဲ့အချိန်မှာပဲအပြင်ဘက်ကနေဝုန်းငနဲ့အတန်ကျဲလောင်စွာထွက်လာခဲ့ပါတယ်။အဲ့ဒီကြားကတကားကိုချိုးဖြတ်ဖို့ကြိုးစားနေခဲ့တာပါ။အာထွက်သွားစမ်းဝေးမလာနဲ့။ကြားကတကားကိုပြက်စီးလူနေပါဖြစ်အောင်ချိုးဖြတ်ကြိုးစားနေပြီမယ်။အဲ့ဒီအချိန်မှာပဲကြားတကောင်ရဲ့ဟိန်ဟောက်တန်ဟာတဲတဲကနေကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ်။အဖွားကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသွေးမရှိခြေထောက်မရှိတော့တဲ့သူစားရဲ့အလောင်းဖြည်းဖြည်းချင်းထထိုင်လိုက်တာကိုတွေးလိုက်ရတယ်ဗျ။

ပိုးပြီးကြောက်ချက်ကောင်းတဲ့ဟိန်းတောင်ကြားလိုက်တဲ့အခါကျောလန်တကြားအုံဟစ်ပြီးတဲ့နောက်တောထဲကိုထွက်ပြေးပျောက်ကွယ်သွားခဲ့ပါတယ်။အဲနောက်သူစားရဲ့အလောင်းဟာလှုပ်ရှားမှုရပ်တန့်သွားပြီးကျမ်းပြင်ပေါ်ကိုငကိုအတိုင်းပြန်လဲကျသွားခဲ့တယ်ဗျ။နိုးလေတကယ်သေးတော့ဟာနာနိုးတော့နိုးတော့ အဖွားအုပ်ဟာသူစားရဲ့အလောင်းသားကိုဖြည်းဖြည်းချင်းသွားကြည့်တဲ့အချိန်မှာအလောင်းကအချင်းအတော်ကြာကလေးကတေဆုံသွားပြီဆိုတာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဘာလို့အခုနကသူမအလောင်းဟာထလာခဲ့တာလဲ။သူမတာမန်လူသားတူမဟုတ်ဘူးဆိုတာသိကြနေခဲ့ပါပြီ။အဲဒီနောက်အဖွားအုပ်ကလက်လန့်ပြီးသူစားရဲ့အလောင်းကိုလှုပ်ကြည့်လိုက်တယ်ဗျ။နိုးလေတကယ်သေးသွားလားနိုးတော့နိုးတော့ဒါပေမဲ့သူစားရဲ့အလောင်းကလုံးဝတောင့်တင်းနေခဲ့ပါတယ် ဆိုတော့အခုနကသူမအသက်ပြရှင်လာတာမဟုတ်ဘူးဆိုတာတေချာသွားခဲ့တယ်ဗျအဖွားအိုအရန်ကြောက်လန့်နေခဲ့ပါတယ်ထွက်ပြေးဖို့ကကြောက်ကိုကြောက်နေရတယ်လို့တဲထဲမှာပဲနေရင်လဲတရဲကိုကြောက်နေကြပါတယ်အဲဒါကြောင့်သူမခလေးကိုတင်းတင်းကြပ်ကြပ်ပွိဖက်ထားပြီးတညလုံးတဲထဲမှာပဲကြံ့ကြံ့ခံနေခဲ့ရပါတယ် မနက်ခင်းမှာခင်မုန်းဖြစ်သူကိုစိုးမြင့်စိုက်ခင်းကိုပြန်လျှောက်လာတော့ပြက်စီနေတဲ့တကားကိုတွေးလိုက်ရတယ်ဗျသူအမြန်ပြေးဝင်သွားတဲ့အချိန်မှာအရန်ထိတ်လန့်ပြီးကျမ်းပြင်ပေါ်ကိုလဲကျတော့ခဲ့ပါတယ်အဟွာဘာဖြစ်လာလဲကျွန်တော်မိမဘာဖြစ်တော့လဲမင်းတညလုံးဘယ်သွားနေရလဲဘာလို့သူတို့သားမီးနှစ်ယောက်နဲ့အတူမနေရလဲ အဖေအိုမင်းညားကကြုံတွေ့ခဲ့ရတဲ့ကြောက်စရာအဖြစ်ပြက်အားလုံးကိုကိုစိုးမြင့်အားပြောပြလိုက်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိမဒီမှာနေတာရက်ကြပြီဆန်ကုံသွားလို့ကျွန်တော်ရွာပြန်ပြီးတော့ဆန်သွားယူတာပါမိမစံကုန်းသွားပြီကွာရွာပြန်ပြီစံသွားယူအောင်ရွာပြန်သွားပြီးတော့နှစ်ရက်သုံးရက်လောက်အနားယူပြီးမှပြန်လာကြအောင်လीနော် ကျမတို့ကြံခဲ့လို့အဆင်ပြေပါတယ်ယောက်ျားရဲ့မြ мян သွားပြီးမြ мян ပြန်လာခဲ့ကျမနဲ့ကလေးအဆင်ပြေရဲ့ကျမတို့ဒီမှာညတော်ကြာနေခဲ့ပြီးပြီပဲဘာမှမဖြစ်ပါဘူးနောက်ပြီးတော့ဒီနားအတယ်မှာနေနေရဲ့အဖွားလည်းရှိရပါပဲကျမနဲ့ကလေးဒီမှာနေလို့ရတယ်ရှင်စိတ်မပူပါနဲ့ ကိုစိုးမြင့်အဲ့ဒီအကြောင်းအရာအလုံးကိုသိရှိသွားတဲ့နောက်ဝမ်းနဲ့ပတ်လက်ဖြစ်ပြီးအရာအလုံးအတွက်သူ့ကိုယ်သူအပြစ်တင်နေမိပါတယ်ငါမားတယ်ငါမင်းကိုမထားခဲ့မင်းငါနဲ့အတူပြလိုက်ဖို့မင်းကိုအတင်းကြခေါ်လိုက်ရင်မင်းတင်မှာမဟုတ်ဘူးငါအပြစ်ပဲအဖွားအိုဟာတီးထန်စွာငိုရိုးနေတဲ့စိုးမြင့်ကိုကြည့်လိုက်ပြီးသူမရဲ့ရင်ခွင်ထဲမှာအိတ်ပြောနေတဲ့ခလေးငယ်ကိုငုံကြည့်လိုက်ပါတယ် နောက်ကျသွားပြီခလေးကိုမြင်မြန်ရွာပြန်ခေါ်သွားတော့ဒီနေရာကမလုံခြုံတော့ဘူးစိုးမြင့်ဟာအသက်မဲ့နေတဲ့သူစနေရဲ့အလောင်းကိုနောက်ဆုံးအချင်းကြည့်လိုက်ပြီးတဲ့နောက်အဖွားမြကြီးနဲ့သူ့ရဲ့ခလေးကိုဒီကြောက်ဆရာကောင်းတဲ့တဲရနေရွာကိုပြန်ခေါ်သွားခဲ့ပါတော့တယ် CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software တွင်ဒီ animation အခြေခံမှစတင်ပြီးတော့အခု video မှာပါတဲ့ animation movie video ဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ၊ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ video တွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာ။မိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော်။ Facebook group Telegram channel ကနေ Secure Team မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်တင်နာကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် UU class 2သိန်းချက် Master class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာတင်နန်းသားအကန့်အသတ်ရှိသလိုတင်နန်းကြီးကလည်း February လကုန်နဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအချက်အခုပဲအဲ့လိုရပါပြီခင်ဗျာ